။တမိုင်းတစ်ချောင်းမှာကြီးကျယ်ဆုံးလက်ဝဲသမားဘယ်လိုမေးလို့ရှိရင်လူများစုရဲ့ဖြစ်ရတဝိဒါဖြစ်ပါလိမ့်မယ်။ဟုတ်ပါတယ်။သူကတော့မူဟာမက်အလီပဲဖြစ်ပါတယ်။အလီယာရိုးရှင်းတဲ့အာသမားတယောက်တည်းကိုပို့ခဲ့ပါတယ်။သူကကမ္ဘာလုံးဆိုင်ရာအိုက်ကွန်လူမျိုးတစ်ယောက်လှူရှာသူပြီးတော့သူကိတုခါရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ Three time world champion, but he was Africa's champion. He was an icon and inspiration to Africans first as a fighter and forever for his beliefs. 1942ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာ မေရိကန်နိုင်ငံကရကီပြည်မြောက်ရဲ့လူဝစ်ဝီမျိုးမှာကက်စီယက်မာစီယိုကလေးဂျူနီယာအဖြစ်မွေးဖွားခဲ့ပါတယ်။ငယ်ဘဝမှာဆိုရင်ကိုးကံရနေစပြီးတော့လဝိလောကတွေကိုစတင်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ဒေါ်လာတကြီးနဲ့ရေးရရှိသူကိုဆိုရင်ကိုးတဲ့သူကိုထိုးမယ်လို့ပြောရတဲ့အခါမှာအဲ့ရေးရရှိရလဲလဝိနီပြကျုံးမာတင်ဖြစ်နေခဲ့ပါတယ်။ this part of the 5 is 5 the best is concerned အဲ့ဒါဆက်ရှင်ရဲ့အရွယ်မှာရောင်းဝမျိုးမှာကျင်းပခဲ့တဲ့1960ခုနှစ်နွေရာသီအိုလံပစ်ပွဲတော်ရဲ့ Like All in the jungle title fight against George Foreman gave Africans a front row seat to one of the defining moments of Ali's career and life. There he regained the heavyweight championship which had been stripped from him in the late မြန်ဆန်တဲ့ခြေတိုင်းနဲ့လက်ဝဲစင်ပုံမှာလှရှားပုံနဲ့အလီရဲ့ထူးခြားတဲ့ဟန်ပန်တွေပဲဖြစ်ကြပါတယ်။ <laughs> သူ့ရဲ့ကြွေးကြော်မှုတစ်ခုကတော့လိပ်ပြားကောင်ကိုပြန်တမ်းမယ်ပြားရကောင်ကိုတိုက်ခိုက်မယ်ဆိုတာပဲဖြစ်ပါတယ်1964ခုနှစ်မှာတော့နမကြီးကမ္ဘာချန်ပီယံဆိုနီလစ်စတန်ကိုအလဲထိုးပြီးတော့ကမ္ဘာ heavyweight champion ဆိုရယူခဲ့ပါတယ်။ဒီဘက်ပြီးမှာပဲသူကအစ္စလမ်ဘာသာကိုကူးရောင်းပြီးတော့မိုဟာမက်အလီဆိုတဲ့နာမည်တွေကိုခံယူခဲ့ပါတယ်။သူ့ရဲ့မူလနာမည်ဖြစ်တဲ့ Cassius Clay ဟာဂျော်မီဖြစ်တယ်လို့လည်းကြေညာခဲ့ပါတယ်။ Ghana, Nigeria, and Egypt. Ali was always treated as a hero wherever he went across the continent. The boxing icon visited Africa several times. First as Cassius Clay. ရဲရင်နဲ့ပြညာချက်တွေနဲ့ကဘာကြီးကိုလောက်ခတ်စေရတဲ့သူတယောက်ဖြစ်ပါတယ်။သူကကိုကိုကိုယုံကြည်မှုပြည့်စုံအောင်လေအမြဲဖော်ထုတ်ပြသခဲ့ပါတယ်။ <laughs> and in his own words was pretty too အလီရဲ့ဘဝမှာအကြီးမားဆုံးကကဲနဲ့အငင်းပွားစရာဖြစ်ခဲ့ရတဲ့အချိန်ကတော့1969ခုနှစ်မှာဖြစ်ပါတယ် BNN စစ်ပွဲရဲ့အတွက်စစ်မှုထမ်းဖို့အစိုးရရဲ့စင်ခုံမှုသူ့ရဲ့ဘာသာရေးယုံကြည်မှုကြောင့်ညှဉ်းဆန်နေပါတယ်အဲဒီတော့သတင်းစာကောင်းကြီးပိုင်းနေမှာအလီဟာကျွန်တော် BNN စစ်ပွဲကိုသွားပြီးတော့တိုက်ခိုက်မှာမဟုတ်ဘူး BNN ကကျွန်တော်ကိုနီဂရိုလို့ခေါ်ခဲ့ဘူးလားတခါမှမရှိဘူးလို့ဖြေကြားခဲ့ဘူးပါတယ် ူ့ရဲ့ဒီရဲရင်တွေဆုံးမချက်အတွက်ချန်ပီယံဘွဲ့တွေတင်ခံခဲ့ရပြီးတော့လဝိထိုးခွင့်ကိုလည်းလေးနေနေပါပြိပင်းခံခဲ့ရပါတယ်။အလီယာစစ်မှန်တဲ့တတိယပြသခဲ့သူပါ။သူဟာလူမဲတွေရဲ့ဂုဏ်ယူမှုကိုပြသခဲ့တဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။ Holly guilty of all charges and specifications. He was sentenced to the maximum 5 years in prison and was fined $10,000. ထောင်ကူပန်းစတဲ့ခုနဲ့မှာလောကီလောကီလိုလိပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက်တီးကတော့လက်ဝဲသမိုင်းမှာနာမည်ကြီးဆုံးသူတွေပါအလေးထိုးသက်ခဲ့တဲ့လက်ဝဲပွဲတွေထဲမှာနာမည်ကြီးဆုံးကတော့ရာစုနှစ်ရဲ့တိုက်ပွဲ Fight of the Century ဂျိုးဖရီဇာနဲ့ထိုးသက်ခဲ့တဲ့ဒီပထမဦးဆုံးပွဲမှာအလီယာပထမဦးဆုံးရှုံးကိုကြုံတွေ့ခဲ့ရပါတယ်နောက်ထပ်ပွဲတွေကတော့တောနယ်တွေရဲ့ထိုးပွဲ Rumble in the Jungle 1994ခုနှစ်မှာ George Foreman နဲ့ဆိုင်ယာနိုင်ငံမှာထိုးသက်ခဲ့တဲ့ပွဲတွေဖြစ်ပါတယ် ဒီပွဲမှာတော့အလီယာကျိုးဆွဲကုခံပြီး rope အတုံးနီးပညာကိုအသုံးပြုပြီးတော့မယုံကြည်နိုင်စရာအောင်ပွဲခံပြီးတော့ချန်ပီယံဆုကိုပြန်လည်ဆုပ်ခဲ့ပါတယ်။နောက်တစ်ပွဲတစ်ပွဲကတော့ဖိလစ်ပိုင်ရဲ့အသွေးလွန်တိုက်ပွဲ Thriller in Manila ဖြစ်ပါတယ်။1995ခုနှစ်မှာ Joe Frazier နဲ့တတိယချင်းထိုးသားခဲ့တဲ့ဒီပွဲဟာလက်ဝဲသမိုင်းမှာတော့အကြမ်းတမ်းဆုံးပွဲတစ်ပွဲဖြစ်တယ်လို့သတ်မှတ်ခြင်းခံခဲ့ရပါတယ်။အလီယာကမ္ဘာ Heavyweight Champion ဆုကို၃ချိန်ရယူနိုင်ခဲ့တဲ့ပထမဦးဆုံးလက်ဝဲသမိုင်းလည်းဖြစ်လာခဲ့ပါတယ်။ နားယူခဲ့ပြီးတဲ့နောက်မကြာခင်မှာပဲအလီယာပါကင်ဆန်ယောဂါကိုခံစားခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ယောဂါကလူသားချင်းစာနာတတ်မှုနဲ့ငြိမ်းငြိမ်းရေးလှုပ်ရှားမှုတွေမပါဝင်မှုသူ့ရဲ့စိတ်ဓာတ်ကိုမတားဆီးနိုင်ခဲ့ပါဘူး။သူဟာကမ္ဘာတဝန်းလုံးကိုစီလုံးစီခဲ့တဲ့သူပါ။သူ့ရဲ့အောင်ပွဲတွေရဲရင်နဲ့ယတိကျတိနဲ့လူသားမျိုးနွယ်ပေါ်ထားရှိတဲ့မြစ်တာတွေကဘယ်တော့မှမမြင်သာမှာမဟုတ်ပါဘူး။၂016ခုနှစ်ဇွန်လ3ရက်နေ့မှာအလီယာကွယ်လွန်သွားခဲ့ပါတယ်။မိုဟာမက်အလီယာလက်ဝဲစင်ပေါ်မှာတောက်ပါခဲ့တဲ့လူမျိုးပဲ။လက်ဝဲစင်ပြမမှာလည်းမကြောက်မရွံ့ယတိခဲ့သူပါ။ Muhammad Ali had no greater admirer than Nelson Mandela For years we've known the eventual outcome of Muhammad Ali's fight against Parkinson's disease We've also known that this battle would be fought with grace and style to the very end. The greatest, Muhammad Ali.